အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုကတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးတော့ဗောလေအခုမကြာခင်မှာကျွန်တော်တို့မြန်မာယူဟာအနှစ်သက်ကိုကြာရောက်တော့မှာဗောလေ1386ခုနှစ်ကနေ1389ခုနှစ်ကိုကူပြောင်းကြာရောက်တော့မှာဖြစ်တယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးတော့ဗောလေအဲ1389ခုနှစ်မှာဂျုံတွေ့ရမဲ့တနစ်စာကံကြမ္မာဟောကင်းကိုကနတခုရင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ် တော့12လအီတောင်ဖြစ်တဲ့သူကလပိုင်းလိုက်လပိုင်းလိုက်ဆိုပြီးတော့စီပွားရေးအကြောင်းအရာတွေကျွန်တော်အသေးစိတ်တွေခေါ်မှဖြစ်တယ်အဲ့တော့မဟုတ်ရင်ကျွန်တော်ဂျိုပြီးတော့မြေတားရက်ခံစရာလေးတွေရှိတယ်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်ဟောတဲ့ခါမှာကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ခေါ်တယ်လူတွေကြိုက်လိုက်ဟောလို့မရှိဘူးအဲကျွန်တော်ရဲ့ဟောစရာတွေအများအားနားထောင်နေသူတွေကတော့သိပြီးသားပါပဲအဲ့တော့အဲ့လိုဟောတဲ့ခါမှာတနစ်စာပြီးတော့ခြုံဟောတာဖြစ်တယ်ပေါ့နော်ပြီးတော့ဗုဒ္ဓကုသသမီးတွေလို့ပြောတဲ့အခါမှာ ်ဘုရူသာသမီးချင်းတူတော်လည်းပဲဖွားသာချင်းမတူကြဘူးရောက်စဲအသက်တွေမတူကြဘူးအချင်းဗီဇာတွေမတူကြတဲ့အခါမှာတယောက်နဲ့တယောက်ဟိုကံတရားချင်းတော့ဘလုံးမတိုက်ဆိုင်နိုင်ဘူးမရှိဘူးပေါ့လေအဲ့ဒါလေးတော့သိစေချင်တယ်အခုဟောစရန်ဒီတူတယောက်ချင်းစီရဲ့ဇာတာကိုအသေးစိတ်ယူပြီးတွက်ချက်စစ်စေးတာမဟုတ်ပဲနဲ့အားလုံးအတွက်ခြုံပြီးဟောတာမျိုးသိစေချင်တယ်နော်ဒီချက်ကလေးတွေမှာကျွန်တော်တို့ဘုဒ္ဓကုသမီးခေါ်တဲ့ခါမှာဟိုမကောင်းပြောရင်ဟာဒီဆရာကလည်းမကောင်းပဲပြောနေတာငါးဒီမှာကောင်းပါလေဒီဆရာခေါ်တာမားတယ်ပေါ့လေအဲဒီချက်ကလည်း ဟိုကောင်းမယ်လို့ပြောတဲ့ခါမှာဟာဒီတော့ဒီဒုက္ခရောက်နေတာဟာကောင်းမယ်လို့ပြောတာတခါမှလည်းမဖြစ်ဘူးစသည်အားဖြင့်ပေါ့လေပေါက်ရရေလျှောက်တွေးပြီးဖြစ်တယ်မလို့တချို့နည်းနည်းအသိပညာအားနေတဲ့သူတွေလည်းအဲ့လိုမျိုးပြောတာမျိုးတွေရှိတတ်ကြတယ်ဒါကြောင့်ကျွန်တော်ကအားလုံးနားလည်အောင်ရှင်းပြပေးခြင်းဖြစ်တယ်ဘုရားသာသမီမှန်တော်လည်းပဲသူ့ရဲ့ဖွာသာတာတွေပေါ်မူတည်ပြီးတော့ကောင်းရင်ဆိုခြင်းတွေတယောက်နဲ့တယောက်လုံးဝမတူညီနိုင်ဘူးဆိုတာလည်းသိသိချင်းဟုတ်ပြီအဲ့တော့ဘုရားသာသမီလောင်းမမြန်နိုင်ငံမှာဗျာလူကြီး50တန်းရှိတယ်ဆိုရင်မနေဘူးလေတန်းနဲ့ရှိရှိတာပဲတကွာလုံးဆိုပိုလုံးဆိုးသေးတာပေါ့နော် ဲ့တော့တရားနည်းရတော့ဘယ်တူနိုင်မှာမလဲသို့တော့အတက်နိုင်ဆုံးကျွန်တော်အမှန်ကန်ဆုံးဖြစ်အောင်အသေးစိတ်လေးကျွန်တော်တက်ချက်ပြီးဟောပေးတယ်ဆိုတာလေးတော့အရင်ဆုံးကျွန်တော်မြေတားရက်ခံတယ်ဗျာနော်အဲ့တော့အဲ့လိုဟောတဲ့အခါမှာဗုဒ္ဓဂုသာသမီတွေတို့ကအလုံးပေါင်းအချက်၈ချက်နဲ့ကျွန်တော်ဟောပေးမယ်အဲနံပါတ်၁အချက်ကတော့ဒီတနစ်စာပတ်လုံးမှာ1389ခုနှစ်မှာစိတ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေဘယ်လိုရှိမလဲဆိုပြီးစိတ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေဟောပေးမယ်နံပါတ်၂ကတော့အလုပ်ပိုင်းနဲ့ပတ်သက်တဲ့အခြေအနေကျွန်တော်ဟောပေးမယ် အဲနံပါတ်3အချက်ကတော့တိစ္ဆာပတ်လုံးဝင်ငွေဆိုတဲ့အကြောင်းလေးကျွန်တော်ဟောပေးမယ်နံပါတ်4ကတော့ပညာရေးနဲ့ပတ်သက်တဲ့အချက်ကိုကျွန်တော်ဟောပေးမယ်နံပါတ်5ကတော့အခြေအိမ်တော်ရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ဟောပေးမယ်နံပါတ်6ကတော့ကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေအနေကိုကျွန်တော်ဟောပေးမယ်နံပါတ်9ကတော့တိစ္ဆာပတ်လုံးမှာလိုက်နာရှောင်ကျင်ရမယ်အကြံပေးချက်ဆိုတာလေးကျွန်တော်ဟောကြားပေးမယ်နံပါတ်10ကတော့လောက်ကမဲ့ရရဆိုတဲ့အချက်လေးကျွန်တော်ဟောကြားပေးမှာဖြစ်တယ်အဲ့တော့ဘုရားကသာသမီတွေတို့ကပထမဆုံးကျွန်တော် စစ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေလေးမဟုတ်ကြရင်ဘာပြောချင်တာလဲဆိုတော့နှစ်သက်ရောက်လာတဲ့အခါမှာအဲ့မှာကံကောင်းတဲ့နေနံလေးတွေကံရတဲ့နေနံလေးတွေဆိုပြီးတော့အမှအကွဲဝါးကြတာပေါ့လေတယောက်လေးတယောက်မတူကြတော့ဘူးအဲ့တော့ယူရအဖြစ်ဆိုလို့ရှိရင်ကံရတာနေနံလေး၃ခုရှိတယ်ကံကောင်းတာနေနံလေး၄ခုရှိတယ်ဆိုပြီးယူရအဖြစ်ကျွန်တော်တို့ယူဆလို့ရတယ်အဲ့ဒီထဲကနေမှဒါမြမယူရဗီဒီပညာရဲ့စစ်စစ်နဲ့တွက်ချက်တာနော်အဲ့တော့မှကံရတဲ့နေနံလေး၃ခုရှိတယ်လို့ကျွန်တော်ပြောတဲ့အထက်မှာမှ ကံညသောနေ့နံတစ်ခုကိုပြောပါဆိုရင်နံပါတ်1ကဘုဒ္ဓဂူသာသမိပါပဲဗျာနော်တေချာလည်းဒီတနစ်စာပတ်လုံးဒီဘုဒ္ဓဂူသာသမိတွေတို့ကကံအညံ့ဆုံးနှစ်တနည်းဖြစ်တာတွေ့ရတယ်နံပါတ်1ကတော့သူကတနင်္ဂနွေပေါ့နံပါတ်3ကတော့တနင်္လာဆိုပြီးနေ့နံလေးသုံးမှုရှိတယ်ဘုဒ္ဓဂူကတော့နံပါတ်1ပေါ့လေအဲ့ဒါလေးသိစေချင်ဟုတ်ပြီအဲ့တော့ဒါအရှိတရားပြောတာဖြစ်တဲ့အတွက်နားနားလည်ပြီးပါဗျာနော်ဒါမှလည်းကိုကရှောင်းဆောင်လို့ရမှာဘူးအဲ့တော့နံပါတ်၄စိတ်တစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေဘယ်လိုရှိမလဲဆိုရင် ဒီနေ့တနစ်စာပတ်လုံးစိတ်ညစ်စရာလေးတွေစိတ်တူစရာလေးတွေဒေါသဖြစ်စရာလေးတွေနဲ့သွားတိုးနေတယ်ဗျအလုပ်တွေလုပ်လို့ရှိရင်လည်း तू ကဘာပဲလုပ်လို့အစင်မပြေမှုတွေတွေနဲ့ဖြစ်နေတယ်ဗျပြီးတော့ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေလောက်ဖို့ကင်ဘတ်တွေအောက်လက်ငယ်သားတွေအဲ့ဒါတွေကိုလည်းကိုကမချင်မနဲ့ဖြစ်နေတာမျိုးတွေမြင်နေတွေ့နေကြစကားတွေအားအစဗျာကြားနေရတဲ့လှုပ်ရက်တွေအားအစကိုယ်မျက်စိထဲမှာတောက်မကျုံသလိုခံစားနေရတာပေါ့လေအဲဒါမျိုးတွေသွားဖြစ်တတ်တဲ့အတွက်အထူးသတိထားပေးရမယ်ဒေါသထွက်လွယ်တယ်ဗျပြီးတော့ဒီကာလမှာ ဲ့အရန်ရင်းနှီးပါတယ်ဆိုတော့မိတ်ဆွေအပေါင်းအသင်းသူငယ်ချင်းတွေအောက်လက်ငယ်သားတွေကကိုယ့်ရဲ့မကောင်းသတင်းတွေမဟုတ်တန်ရာပေါ့လေတမုတ်လင်လင်ပြောတာမျိုးတွေညာစာကြုံရတတ်တယ်။အဲ့လိုကြုံတဲ့အခါမှာကိုကလည်းစိတ်လုံးဒေါသထွက်တာပေါ့လေအဲသူတို့ပေါ့အဲ့ဒီပြဿနာလေးတွေမကြမကြဖြစ်ကိုဖြစ်နေတယ်။အထူးသတိထားမယ်။ပြီးတော့ကိုကြံစီရတဲ့အရာတွေပေါ့အဲ့ဒီအရာတွေကလက်တွေမှာအကောင့်ထဲမှာဖွင့်နိုင်ဘူးကြ။တေချာပေါက်ကြီးကြီးဆိုပြီးတော့ဟိုရည်ရွယ်ထားတဲ့အနစ်နဲ့ချီရည်ရွယ်ထားတဲ့ကိစ္စကြီးကတကယ်ကြယ်လဲကြတဲ့အကြောင်းအကြောင်းကြောင့် ပြုံကွဲသွားတာပြက်စီးသွားတာလွဲချော်သွားတာတွေ့ဖွဲ့သွားတာဆိုတဲ့အနေအထားကြီးကြုံဝုံကြုံဝတ်တဲ့အတွက်အထူးသတိထားဧပြီလနိုဝင်ဘာလအဲ့ဒီလတွေမှာဆိုရင်ဘာပဲလုပ်လို့အဆင်မပြေဘူးဗျာစိတ်သက်တွေပါလေကြလွယ်လိမ့်မယ်ဗျာတော်တော်လေးခရုဆိုင်ကမယ်အထူးသဖြင့်မျက်ရည်လွယ်တဲ့သူတွေဆိုရင်အဲ့ကလာမှာမျက်ရည်နဲ့မျက်ခွက်ဖြစ်တယ်လို့ပြောတယ်ငွေကြေးနဲ့စိတ်တွေအရန်ပေါ်နေမှာအလိုလိုနေမျက်ရည်တွေပါလေကြတတ်တယ်ဗျာအထူးသတိထားစရိမ်မလာနေမှာဆိုရင်သူကစိတ်ညစ်လိုက်ပျော်လိုက် မတိမညံ့ဘူးပေါ့လေခဏနေစဉ်းကျင်လိုက်ခဏနေလို့ရှိရင်အာပျော်လိုက်ရည်လိုက်မော်လိုက်ခဏနေငိုလိုက်အဲ့လိုပုံစံမျိုးကြီးသွားဖြစ်တဲ့ကာလလို့ခေါ်တယ်စိတ်တွေမညံ့ဘူးမေလဖေဖော်ဝါရီလဒီဇင်ဘာလဇူလိုင်လအဲ့ဒီလတွေမှာတော့ကိုယ့်ရဲ့အကြံစီတွေအကောင့်ထဲပြန်ပြီးဖော်လို့ရတဲ့အနေအထားတွေဖြစ်လာမယ်ကြံတဲ့လတွေမှာတော့စိတ်ညစ်စရာစိတ်ရှုပ်စရာလေးတွေပြည့်စုံနေနော်အဲ့တော့သိချာတဲ့ဒီဒီတနေ့ဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်အညံ့ခိုက်တွေများပြီးစိတ်ဆိုးလွယ်ဒေါသထွက်လွယ်စိတ်ဆက်လွယ် အငူလွယ်အဲ့လိုကိန်းခံမျိုးတွေမှာကြုံနေတာဖြစ်တဲ့အတွက်စစ်တပ်ကိုခိုင်ခိုင်မာမာလေးထားဖို့ဒါတော့မမေ့ပါနဲ့ကနော်အဲ့ဒါပထမတစ်ချက်ပေါ့ဒုတိယအချက်အနေနဲ့ပါလဲဆိုတော့ကျွန်တော်အလောက်ကန်နေပသက်ပြီးဟောပေးခြင်းတယ်ဟောမှလည်းအားနာတယ်တိရစ္ဆာန်ပလုံမှာနေ့နဲ့ခုနှစ်ခုရှိတဲ့အထက်မှာကံအညဆုံးတဲ့မှာနံပါတ်၁ထဲမှာပါတာဖြစ်တဲ့အတွက်သတိတော်ထားမှာပေါ့လေတိရစ္ဆာန်ပလုံမှာအလောက်ဝင်မှာမပြေလည်မှုတွေများတယ်ဗျဘလို့များလဲဆိုရင် ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေဆိုရင် ရောင်းမဝယ်ပါလိမ့်နေဖြစ်တတ်တယ်အဲ့လိုဖြစ်တာကလည်းဒါကဟိုကျွန်တော်တို့လက်ရှိရောက်နေတဲ့ခေတ်ကာလမှာခေတ်ကာလမကောင်းတဲ့အနေအထားကြောင့်ရောင်းမဝယ်ပါလိမ့်ဖြစ်တာအလုံးအစင်မပြေတာဒါနားလဲပါတယ်ထားတယ်အောင်ဘာဖြစ်ဖြစ်လဲဆိုတော့အဲ့ဒီကိုပိုင်စီးပွားရေးလုပ်တဲ့သူတွေဆိုရင်အောက်လက်ငယ်သားကောင်းကောင်းဒုက္ခပြီးတဲ့ကာလလို့ခေါ်တယ်အကြောင်းအကြောင်းကြောင့်ကိုယ့်စီမှာမမြဲတာလူခေါ်ရအရန်ခတ်တာကိုယ်ကလန်ကစားစက်ညင်တော်လန်တက်ခိုက်တာကိုယ့်စီဟာထွက်သွားတာအဲ့ဒါတွေဟာအစားဖြစ်တယ်နောက်ဆုံးအလုပ်တော်မှမရှိလို့ဆိုပြီး စံဒီပါတွေပြည့်ရမယ့်အနေအထားတွေအားစကိုယ်တိုင်လုံမရမယ့်အနေအထားတွေအားစသွားဖြစ်တာမျိုးတွေကြုံရတတ်တယ်ဒါဖြစ်တဲ့သဘာဝနားလည်အောင် ရှင်းပြတာဝင်ရနေဆိုလို့ရှိရင်လည်းသူကဒီကလာမှာလုံဖို့ကင်ဖတ်ချင်းချင်းမနာလိုဝင်းဒိုတိုက်ခိုက်တာအောက်လငယ်သားတွေရဲ့စက်ညင်တော်လန်တိုက်ခိုက်တာကိုယ်စီအားထွက်သွားပြီးကိုယ့်ရဲ့စက်ညင်ဘက်အရောက်မှာသွားပြီးပူပေါင်းတာတွေအားစကြုံရတတ်တော့အထူးအထူးသတိထားမယ်လုပ်ငန်းဝင်မှာမပြေလည်မှုတွေရှိနေတယ်အပြက်စီအဆုံးရှုံးလေးတွေများနေတာမျိုးတွေအတိုက်ခိုက်များနေတာမျိုးတွေကြုံဝကြုံဝနေတယ် ိုဘာလေးပဲလုပ်လို့လွတ်တဲ့အရာတိုင်းမှာကိုယ့်ရဲ့ပြိုင်ဘက်တွေကအစင်းစင်းရှိနေတာမျိုးတွေဖြစ်တတ်တယ်။နောက်ဆုံးပြဟိုဘယ်လိုပြောလဲပြိုင်ဘက်တွေကမလွတ်ခင်ဘူးပေါ့လေဒါမျိုးလေးတွေဖြစ်တတ်တယ်။အဲ့တော့ပြိုင်ဘက်နဲ့အတူတူအလုံးလုံးမှာအောင်မြင်မယ်ဆိုတဲ့ဂိမ်းမျိုးတွေမှာပါတယ်ကြ။ပြီးတော့ဒီကာလမှာအရင်အရေးကြီးတဲ့အချက်တစ်ချက်ကလူလိန်ခံတတ်တဲ့ဂိမ်းဘုဒ္ဓဘူသာသမီတွေမှာရှိတယ်။ကလိန်ကြခံတတ်တဲ့လူရင်းလူယုံဒုက္ခပေးတဲ့ကာလလို့ခေါ်တဲ့အတွက်အထူးသတိထားပါ။ဧပြီလနဲ့ ဒီဧပြီလနဲ့နိုဝင်ဘာလတွေမှာဆိုရင်ကိုယ့်ရဲ့လုပ်ဖို့ကင်ဘတ်တွေပြိုင်ဘတ်တွေရဲ့ဝိုင်းဝင်းပြီးတော့ဟိုညက်ချတာမျိုးခံရတဲ့တူကအလူလည်းတော့တော်တော်လေးဒုက္ခရောက်တဲ့ကာလလို့ခေါ်တဲ့တူကအထူးအထူးသတိထားပါလို့ဂိယုဆိုင်ပါလို့အကြံပေးခြင်းနဲ့လူရင်းလူရောဒုက္ခပေးတတ်တဲ့နောက်ကျတော့ဒါနဲ့ထိုးတတ်တယ်ဗျာနော်မမေ့ပါနဲ့အဓိကဒီကာလမှာလေဘုရားကသာသမီတွေတူကလူဒုက္ခပေးတယ်အဲ့ဒုက္ခပေးတဲ့သူကလည်းဘယ်သူတွေလဲလို့ကြည့်လိုက်လို့ရှိရင်လုပ်ဖို့ကင်ဘတ်တွေအရန်ရင်းနှီးပါတယ်ဆိုတဲ့သူတွေအဲ့လိုမျိုးမထရောက်ဆိုတဲ့သူတွေကပဲနောက်ကျတော့ဒါနဲ့ထိုးပါဗျာနော် လူလင်ခံတတ်တဲ့သတိထားနေပါမေလဒီဇင်ဘာလအဲ့ဒီလနေမှာတော့အလုတ်ကင်ကအဆင်ပြေတယ်ဗျဘာမှစိတ်ပူတယ်မလို့ကိုကလည်းကြိုးစားနေတဲ့စိတ်လေးရှိပဲကြိုးစားတဲ့အခါမှာလည်းတခြားဘောအိတ်ကာရမှာအသီးပွင့်လေးတွေသွားခံစားရတယ်ဇူလိုင်လနဲ့ဖေဖော်ဝါရီလတွေမှာတော့အထူးအထူးကံကောင်းတယ်လို့ခေါ်တယ်အလုတ်မရှိဘူးဆိုတော့သူတွေအလုတ်ရတယ်အလုတ်ရှိတဲ့သူတွေဆိုရင်ယာရုတိုယာရုတက်တယ်ဆိုတဲ့အနေထားမျိုးလေးတွေဖြစ်တယ်အလုတ်ကန်နေစတဲ့အကောင်တွေဘုံလို့အကောင်းဆုံးသောကာလဖြစ်တာတွေ့ရတယ်ကိုကလည်းကြိုးစားတယ်ကြိုးစားတဲ့အလုတ်ကလည်းတခြားဘောအဆင်ပြေတယ်ဆိုတော့ကာလပေါ့လေ ဂျန်နယ်လာတွေမှာတော့အရင်ရင်အစီအမီတဲ့ဂိမ်းတွေမှာတော့မပါဘူးပေါ့လေလောလောဆယ်ဆယ်လဲတာမျိုးတွေဖြစ်တယ်တဲ့အတက်နိုင်ဆုံးဖက်ဆက်တို့စက်တူရှီယာတို့ဒီနှစ်ထမလုံးဝလုံးဝမလုပ်ပါနဲ့စက်တူရှီယာလောက်တာတွေအဲ့လိုမျိုးလုပ်လို့ရှိရင်တေချာပေါ့ဆုံရှုံနေတာမျိုးနဲ့ကြုံဝင်းကြုံသွားနိုင်ကြီးကနော်မတေချာတဲ့အလုပ်တွေလုံးဝမလုပ်ပါနဲ့လုပ်ရှင်တော့ဆိုရင်တဦးတယောက်တည်းပဲရှင်တယ်မှာလူရင်းလူုံဒုက္ခပေးပါလိမ့်မယ်နံပါတ်၃အချက်အနေနဲ့ကျွန်တော်ဝင်ဝင်နဲ့ပတ်သက်ပြီးဟောပေးခြင်းတယ် ဒီတနေ့တနေ့လုံးမှာဘုရခုသားသမီးတွေကဝင်ဝင်နဲ့ပတ်သက်ရင်ငွေချေးချေးတိတ်အဆင်မပြေဘူးဖြစ်တယ်နော်ဒါကတော့အရှိတရားပဲရရအစစဝဝမျိုးမျိုးဖြစ်တယ်လှုပ်ရင်လှုပ်ရင်းနဲ့ဟိုတဖြည်းဖြည်းမြုပ်နေတယ်ဗျာမပေါ်လာတဲ့အပြင်လူကြီးလာလို့ရှိရင်လည်းမိနစ်မှာညမှာဟိုအလုပ်တွေအရင်ပြန်မနေပြန်မတော့အကျိုးခံတာကိုရလာကြည့်လိုက်လို့ရှိရင်လည်းမရအောင်ဒါမျိုးတွေသွားဖြစ်တယ်လို့ဗောလေရတဲ့ပတ်စံဆိုတော့မှမနဲ့ဝင်ပြီးညနေဆိုမရှိတော့ဘူးဗျာငွေရလုံးဝမမြင်ဘူးပြီးတော့ကိုကိုတိုင်းကလည်းအသုံးဆွဲကျန်းတာတွေဖြစ်တတ်တယ် ဝင်ဝင်နဲ့ထွက်ဝင်လုံးဝမမြတာဘူးပေါ့ဒီတစ်နှစ်ကတရားဝင်သွားတထောင်ထွက်တယ်တထောင်ဝင်လို့ရှိရင်တထောင်ထွက်မယ်ဆိုတဲ့ကာလလို့ခေါ်တယ်ဇူလိုင်လဒီဇင်ဘာလမေလနဲ့ဇန်နဝါရီလတွေမှာတော့ဝင်ဝင်အထူးအထူးကောင်းတယ်ငွေအစုလိုက်ညွန်လာရတတ်တယ်ခြေစုပ်ဤပေါ့လိုမျိုးပတ်စံနေပါတယ်ရတတ်တယ်စုံညွန်လာတဲ့ငွေချေးတွေပြန်လဲပေါ်လာတာမျိုးတွေဖြစ်တတ်တယ်စီဝါရေးအဆင်ပြေတယ်ဇွန်လဇန်နဝါရီလတွေမှာတော့ဝင်ဝင်များတယ်လို့ထုတ်ဝင်တယ် အဲ sorry ဝင်ဝင်နဲ့များတဲ့အပြင်သူကစုမိဆောင်မှုတဲ့ကာလလို့ဖြစ်တယ်ပတ်စံစုလို့အကောင်တော်ကအဲ့ဒီလားပဲဗျာအသုံးစွမ်းလေးတွေချစ်လက်လာမယ်လက်ပွားတဲ့ဟာတွေကိုပြန်ပြီးတော့စုစည်းလို့ရတဲ့အနေအထားမျိုးတွေသွားဖြစ်လာတယ်အဲ့ဒီလားတွေကလက်ရှင်နဲ့ငွေရှင်ပဲလာနေပဲဖြစ်တယ်စနေမှာတော့ငွေကရလိုက်ကုန်လိုက်ကုန်လိုက်ရလိုက်နဲ့ပတ်ချပါတော့ဦးလေနိုင်တယ်မနက်ဝင်လိုက်ညနေထွက်လိုက်နဲ့ဟိုပြန်ကြည့်ရလို့ရှိရင်တောက်တော့စိတ်နေတာပဲဘာမှတော့အချိန်မှအဖတ်မနေဘူးဆိုတဲ့ကာလဖြစ်သွားတယ် ်ဝင်ဝင်လည်းမနေဘူးသို့တော့ထွက်တဲ့ငွေရလည်းမနေဘူးဒလဟောင်းဝင်ဒလဟောင်းထွက်လို့ခေါ်တဲ့လမယ်ရဧဘရလနဲ့နိုဝင်ဘာလတွေမှာတော့ဝင်ငွေလုံးဝမရှိဘူးလက်ပိတ်နေမယ်ဗျဝင်ငွေရှိတဲ့အကောင်မှာသူကနည်းနည်းပဲရှိတယ်ဗျလက်ပိတ်တဲ့လတွေမှာပါတယ်သူကအထူးသတိထားပါငွေအကုန်ကျအတော်လေးများတယ်စုမိဆောင်ရလို့မရှိတဲ့ပြီးစုဆောင်လာတဲ့ဟာလေးတွေပါပြန်ပြီးတော့ထုတ်ကောင်းလာတာထွက်သွားတယ်ဆိုတဲ့အနေထားမျိုးတွေပေါ့လေအပေါင်ရောက်သွားတယ်ဆိုတဲ့အနေထားမျိုးတွေဖြစ်ကုန်ဖြစ်နေတယ် အဲသူတို့ကိုငွေတို့ပစ္စည်းတို့ရွှေတို့လုံးဝမချိပါနဲ့တေချာပေါင်းလုံးဝလုံးဝပြန်မရဘူးဆိုတာတွေသိနေကြတယ်။ဂျန်နလာတွေမှာတော့ဝင်လိုက်ထွက်လိုက်ထွက်လိုက်ဝင်လိုက်နဲ့တန်နေရာလေးတွေလည်နေကြတဲ့သဘောပါရှိ။အဲဘော်ဂူသားသမီးတွေတို့ကဒီ1389ခုနှစ်ကပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့အမရန်ကန်ကောင်းတဲ့တနစ်ထံမှာပါတာတွေ့ရတယ်။နော်။ဂျန်နဲ့ယာလေးတွေမှာတော့သူကညံ့ညင်ကြမယ်။ပညာရေးမှာတော့တနစ်စာပတ်လုံးအမရန်ကန်ကောင်းတဲ့နှစ်တစ်နှစ်ကိုပိုင်ဆိုင်ရတာဖြစ်တဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းတယ်ဗျာနော်။ ကိုကကြိုးစားရင်ကြိုးစားတော့အချိုးရှိမဲ့ကာလတွေဖြစ်တာတွေ့ရတဲ့တော့ဝမ်းသာဖို့ကောင်းတာပေါ့ပြီးတော့ဒီကာလတွေမှာကိုကအရာထက်စားလို့ရှိရင်မညာလေးတွေပို့ပြီးအားကောင်းတယ်ထက်မြက်တယ်ဘယ်ပညာမဆိုးပေါ့လေအတတ်ပညာဖြစ်စေအသိပညာဖြစ်စေလက်မှုပညာဖြစ်စေသင်တဲ့အခါမှာအလွယ်တကူသင်လွယ်တက်လွယ်မှတ်လွယ်တယ်ဆိုတဲ့အနေအထားတွေကြုံရတဲ့ gain ထဲမှာသွားပါတယ်အထူးသဖြင့်ဇွန်လဇူလိုင်လဇန်နဝါရီလတွေမှာကိုကြိုးစားတာထက်ပိုတဲ့အောင်မြင်မှုကိုရရှိပိုင်ဆိုင်မှာဆိုတော့အသေးချာပဲဗျာ ကိုမထင်မှတ်ထားတဲ့အမှတ်တွေရရှိပိုင်ဆိုင်တတ်တယ်။ဖေဖော်ဝါရီလ၊မေလ၊ဒီဇင်ဘာလအဲ့ဒီအလတွေမှာဆိုလို့ရှိရင်အလုတ်ဆောင်ပွဲတွေဖြစ်၊ရာထူးတိုးဆောင်ပွဲတွေဖြစ်တခြားဘောက်အောင်တာပေါ့အလုတ်မရှိတဲ့သူတွေအလုတ်ရှောက်အဲ့ကလာမှာအလုတ်ရတယ်။ရာထူးတိုးကျင်တဲ့သူတွေရာထူးတိုးဆောင်ပွဲဖြစ်မြုပ်ချရာထူးတက်မယ်ဆိုတဲ့ကာလတွေမှာပါတဲ့အတွက်အဲ့ဒီလတွေကပညာရေးနဲ့ပတ်သက်ပြီးအထူးကျဆုံးကာလတွေလို့ပြောလို့ရတယ်ဗျာနော်။ပြီးတော့ကိုကလည်းစူးစမ်းခြင်းတွေပေါ်တာတက္ကနာပေါ့လေ။စရိမာလာမှာကျတော့ဆောင်းဝဲအောင်တယ် ဒါပေမဲ့ဗာလဲဆိုတော့ကိုယ့်ဘက်ကနေဝရိယအားတော့နည်းနည်းပြင်းပြင်းထန်ထန်လေးကြိုးစားရမယ်တော်ရုံတန်ကိုကြိုးစားလို့မရဘူးဗောလေနည်းနည်းပြင်းပြင်းထန်ထန်ကြိုးစားမှအောင်နေဆိုတဲ့အနေအထားမျိုးဖြစ်တဲ့ကံရဲ့အထောက်မမှုကနည်းနည်းအားနယ်သွားတဲ့အတွက်ဝရိယအားတော့အဲ့လမှာနည်းနည်းလေးပုံများအောင်လို့ဗာစတင်မာလာဗောပြီးတော့ဂျန်တဲ့လာလေးလေးမှာဆိုတော့ဒီကာလမှာမဆိုးဘူးဆိုတဲ့အနေအထားလေးကြီးကြိုးစားရင်ကြိုးစားတော့ရမယ်ကာလလေးတွေမှာပါတယ်ဒါပေမဲ့ဘလို့ပဲပြောပြောခြုံပြောမယ်ဆိုရင်တော့ဒီတက်ဆာပတ်လုံးမှာဗုဒ္ဓဂူသာသမိတွေကပြည်ညာရင်နဲ့ပတ်သက်ရင်တော့အမရန်ထူချတယ်ဗောနိ သူကပညာရေးတစ်ခုတည်းမဟုတ်ဘာသာရေးနဲ့ပတ်သက်ရင်လည်းဒီကာလမှာကိုဘကြိုးစားပြီးကျင့်ကြံမယ်ဆိုရင်ကျင့်ကြံတော့အောင်မြင်တယ်ပေါ့လောကီပညာတွေပဲလိုက်စားမလားဥပမာအကြမ်းမြင်လိုက်နေပဲလုပ်မလားရတယ်ဗျဒါပြင်တရားဓမ္မတွေအားထုတ်မယ်ဆိုလို့ရှိရင်လည်းတရားဥပဒေမျက်တွေရတယ်ဆိုတဲ့ကာလတွေမှာပါတဲ့အတွက်ဒီနှစ်ထပ်မှာတော့ပညာရေးတို့ဘာသာရေးတို့ကိုစိတ်တမ်းကြလှုပ်ဆောင်ပါဒီချပေါင်းအောင်မြင်မယ်ဆိုတော့နေ့တနေ့ဖြစ်တယ်ဆိုတော့လေသိစေချင်တယ်အဲနံပါတ်5အချက်အနေနဲ့အိမ်တော်ရင်းနဲ့ပတ်သက်တဲ့အချက်လေးကျွန်တော်ဟောပေးချင်တယ် ီတင်းစာပတ်လုံးမှာအချစ်အိမ်တော်ရင်းနဲ့ပတ်သက်တဲ့ဟာလေးတွေဟောပေးမယ်။ဟောတဲ့အခါမှာလည်းဗီဒီယိုမျက်နှာပဲကျွန်တော်ကြည့်ပြီးဟောပေးရမှာပေါ့နော်။အဲ့တော့ခြုံပြောမယ်ဆိုတော့ဒီတင်းစာဒီအချစ်အိမ်တော်ကြီးမှာတော့ကံကောင်းနေတဲ့အထက်မှာတော့ပါပါပဲ။သို့တော်လည်းပဲအဲနည်းနည်းလေးအနောက်အချက်လေးတွေရှိတတ်တာတော့တဘာဝပေါ့လေ။အဲ့ဒီမှာတယောက်နဲ့တယောက်ဘလောက်ပဲ အနောက်အချက်လေးတွေရှိရှိနားလည်မှုလေးတွေအပြည့်နဲ့ဖျက်သန်းလိမ့်မယ်။ဒါပေမဲ့ဗာမုတ်တဲ့ကိစ္စလေးတွေကနေစပြီးတော့အသေးဖွဲ့တွေကအစားစပြီးတော့ဗောလေမကြာခဏစိတ်ဆိုးစကားများတာမျိုးတွေဆိုဖြစ်တတ်တယ် ဒါအပြင်ပအဝင်ကျင်ဟာသွေးထိုးလုံးစော်တဲ့ပအဝင်ကျင်စကားတွေဂျားလူအနောက်ရှက်တွေကြောင့်အဲစိတ်တော်ကရောက်တာမျိုးလူတွေဖြစ်တတ်တယ်သတိထားပေါ့ကိုနဲ့ကိုချစ်သူဂျားထဲမှာအဆင်ပြေနေတာကိုမနာလိုတဲ့အဝေးရလူတွေမဟုတ်ပါဘူးဆွေမျိုးသားချင်းတို့ညီကိုမောင်နှမတို့စသည်အားဖြင့်အဲ့လူတွေကအဆနောက်ဆုံးမိတ်ဆွေအပေါင်းအသင်းပအဝင်ကျင်အိန္ဒိနာချင်းတွေကအဆမနာလိုဝင်တုံနေတာမျိုးလူတွေဖြစ်တတ်တဲ့အတွက်သွေးခွဲစကားလေးတွေပြောတတ်တယ်အထူးသတိထားရှောင်ရှားပါတမုံလေးလေးပြောတာလေးတွေကို ယုံသွားတာမျိုးလေးတွေဆိုရင်တယောက်နဲ့တယောက်စိတ်ဝမ်းနေကွဲပြီးဘာမှမဟုတ်တဲ့ပြဿနာနဲ့အိမ်အောင်ကွဲခြင်းချစ်သူနဲ့ကွဲခြင်းဆိုတာမျိုးလေးတွေဖြစ်တဲ့တတိထားပေးပါပြီးတော့အဲ့အိမ်နိုးရင်ပြဿနာမှာအစိုးဆုံးအချက်တစ်ချက်ကဘာလဲလို့မေးလို့ရှိရင်ဒီကာလမှာဘုဒ္ဓဘာသာသမီးတွေသာသမီးနဲ့ပတ်သက်ပြီးအယမ်းစိတ်သောကရောက်လာတတ်တယ်အဲတချို့ငယ်ရွယ်တဲ့အိမ်အောင်ရှင်တွေဆိုလို့ရှိရင် သာသမီးရဖို့အမရန်ကြိုးစားရတာရတဲ့ဟာလေးတွေအယမ်းခက်ခဲနေတာမျိုးလေးတွေဖြစ်တတ်တယ်တချို့ကကြတော့သာသမီးရဖို့ကိုယ်ဝင်ဆောင်တဲ့အချိန်မှာပဲအကြောင်းကြောင်းကြောင့် အဖတ်မတင်တာမျိုးလေးတွေသွားဖြစ်တတ်တယ်သတိထားတာသမီရှိပြီသားသူတွေကြတော့ဘာဖြစ်လဲဆိုတော့တာသမီကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းဖြစ်တတ်တယ်ကိုယ့်ရဲ့တာသမီပြောအဆိုဟာဆုံးမခဏမျိုးလေးတွေဖြစ်တတ်တယ်ကိုယ့်စီကနေထွက်သွားတာမျိုးလေးတွေဖြစ်တတ်တယ်ကောင်းသောထွက်ခြင်းတော့မဟုတ်ဘူးလေနောက်ဆုံးတာသမီညီကောင်တော်ကအောက်လက်ငယ်သားတွေကိုအကြောင်းပြုပြီးတော့ရုံရောက်ကြောက်ပြဿနာတွေပါတယ်ဖြေရှင်းရတာမျိုးလေးဖြစ်တတ်တဲ့အတွက်အထူးအထူးသတိထားပါလို့ထပ်တယ်လည်းလည်းအကြံပေးခြင်းနဲ့မေလဇူလိုင်လဇွန်လဖေဖော်ဝါရီလဇန်နဝါရီလနဲ့ဒီဇင်ဘာလတွေမှာတော့ တယောက်နဲ့တယောက်အရန်အဆင်ပြေတယ်ဗျချစ်ချစ်ခင်ခင်တိုင်တိုင်မင်မင်နဲ့ရှိတယ်ပေါ့ချစ်ချင်းမြတာ ပန်ခင်လန်းလေးရှောက်ရတဲ့နှစ်ထမပါတယ်ဗျာနော်တယောက်နဲ့တယောက်နားလည်မှုတွေရှိနေမဲ့လတွေတမအဲ့လတွေကထိတ်တန်းပါပဲစတင်မလာတော့ရံဖြစ်လိုက်ပြန်ချစ်လိုက်နဲ့အများတန်းကြည်စည်နေတာမျိုးလေးတွေဖြစ်တတ်တယ်ဗျာနော်ခဏနေစိတ်ကောက်လိုက်ခဏနေပြန်တဲ့ဝါလိုက်နဲ့ကလေးတွေလိုပဲဖြစ်နေတတ်ပါတယ်စိတ်ပူစရာတော့မလိုဘူးပေါ့လေဒါဖြစ်လို့ဖြစ်တာရှိတဲ့သဘောပါပဲဂျန်နဲ့လတွေမှာတော့များသောအားဖြင့် အိမ်နင်းလေးတွေနည်းနည်းမသားမယာဖြစ်တာမျိုးလေးတွေစူစူပူပူဖြစ်တာမျိုးလေးတွေတော့ကြုံရတဲ့။သို့တော့ကြီးကြီးမားမားကြီးစူစူဝါးဝါးလောက်ထိတော့မဖြစ်နိုင်ပါဘူးဗျာနော်။အဲ့တော့တယောက်နဲ့တယောက်တစ်ခုခုဆိုလို့ရှိရင်ဂျားလူတွေစကားလေးလုံးဝမယုံနဲ့။ချစ်ချစ်ခင်ခင်ကြီးကြီးနာနာနဲ့နားလည်မှုအပြင်နဲ့ပုံပုံလေးလင်းပြောကြမယ်ဆိုရင်တော့ဘာမှစိတ်ပူစရာမလိုဘူး။ဒီနေ့ကအမရန်ကောင်းတဲ့ထဲမှာပါပါတယ်။နံပါတ်6အနေနဲ့ကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဟောခြင်းနဲ့1989ခုနှစ်မှာဘုရကူသားသမီးတွေကျမ်းမာရေးကတော့စိတ်ပူပဲဗျာ။ နေ့နဲ့ခုနှစ်ခုတည်းမှာကံအညံ့ဆုံးဇာတာကိုပြောပါဆိုရင်ကံအညံ့ဆုံးနေ့နဲ့ကိုပြောပါဆိုရင်ဘုဒ္ဓကုပဲပြောရမှာပဲအဲ့ဒီနေ့နဲ့ခုနှစ်ခုတည်းမှာဘုဒ္ဓကုကအညံ့ဆုံးညနေထက်မှစီးပွားရေးချမ်းသာရေးလူမှုရေးအိမ်တော်ရေးအစသီအပြည့်အများကြီးရှိတဲ့ထက်မှာဘုဒ္ဓကုတွေကဘာညံ့လဲမေးရင်အစိုးတော်ကချမ်းသာရေးပဲအထူးအထူးသတိထားရမယ်နော် အထူးအထူးဆိုတဲ့စကားလေးနှစ်ခွသုံးခွကျွန်တော်စိတ်မိပြောတယ်စိတ်မူတယ်အထူးသဖြင့် तू ကနှမျိုးဖြစ်တယ်ဗျပထမတစ်မျိုးကဘာလဲဆိုတော့ तू ကမကြာခဏဆိုလို့ သွေးထွက်တန်ယူဖြစ်တဲ့ဆိုတဲ့ကိန်းထဲမှာသွားပါတယ်။မော်တော်ဆက်ထိမိခိုင်မိအက်ဆီဒန့်ဖြစ်တဲ့ဆိုတဲ့ကိန်းမျိုးတွေပါတယ်။အရန်စစ်ပူရတဲ့သတိထားရတယ်။ဥပမာတယောက်နဲ့တယောက်ယံပဋိပက္ခဖြစ်လို့ထိုးရကြကြရကြဟိုဓာခုံမှုဓာထုံမှုစသည်အားဖြင့်ဓာမျိုးတွေဖြစ်တတ်တယ်။ခိုင်မိတာဖြစ်တတ်တယ်။အဲ့လိုဖြစ်တဲ့အပြင်သွားလာလှုပ်ရှားတဲ့အခါမှာတဘာဝဘေးအန္တရာယ်၊ရေဘေးအန္တရာယ်၊မီးဘေးအန္တရာယ်၊ငလင်ဘေးအန္တရာယ်ဓာမျိုးတွေတွေမှာသွားကြုံရတာစစ်ဘေးအန္တရာယ်တွေကြောင့် ထိမိခိုင်းမိတာပေါက်ကွဲတဲ့အရာတွေနဲ့သွားကြုံရတာအဲဒါမျိုးလေးတွေအစားပေါ့လေအက်ဆီဒန်နောက်ဆာဆိုင်ငယ်ကားအက်ဆီဒန်အဲ့ဒါလေးတွေအစားသွားဖြစ်တတ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းနဲ့ဧပြီလနဲ့နိုဝင်ဘာလတွေမှာကြာရင်ရေချိုးလို့မားလို့ဖျားတာမျိုးတွေအပူရှက်တာမျိုးတွေဖြစ်တတ်တယ်ပြီးတော့အသက်ကြီးတဲ့လူတွေဆိုရင်ပုံပြီးသတိထားနော်လေဖျက်တာမျိုးတွေဖြစ်တတ်တယ်အထူးသဖြင့်ဒီကာလမှာဖြစ်တဲ့အခါမှာဟိုခန္ဓာကိုယ်မှာတော့သူ့လာလိုက်သူ့လာလိုက်ပေါ့လေတစ်ခုတစ်ခုဖြစ်တယ်ပေါ့သို့တော့ကျွန်တော်စိတ်အပူဆုံးပြောပါဆိုရင်ဘာလဲဆိုတော့ one byte နဲ့လက်အဲ့နှစ်ချက်ကိုအထူးသတိထားရဲ byte ခွဲရတာမျိုးလေးများတယ်ဗျာနော်အသက်ရွယ်ကြီးနေတဲ့သူတွေလေဖြတ်တယ်ဗျာကိုရှမ်းသိသွားတာမျိုးလေးတွေဖြစ်တတ်တယ်အထူးသတိထားပါတချို့ကတော့လက်တွေပါနေနာတာကြိုက်တာကျိုးတာပြတ်တာဒါမျိုးလေးတွေအစားသွားဖြစ်တတ်တဲ့အတွက်လုံးဝမပေါ်ဆက်ပါနဲ့နော်တချို့ကကြတော့ level နဲ့ပတ်သက်တဲ့ယောဂဖြစ်တယ်အထူးသဖြင့်ဘုဒ္ဓခုနနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တာများတဲ့အတွက်အထူးခွင့်ပြုဆိုင်ပါတချို့ကတော့လက်ခေါင်နဲ့ပတ်သက်ပြီးဖြစ်ရတာမျိုးလေးတွေဖြစ်တတ်တယ်အောင်နိုဘလာမှာဆိုရင်နားကြိုက်တာတွေပါတယ်ဖြစ်တတ်တယ်သတိတွေထားပြီးနော် ပြီးတော့ခေါင်းမူခေါင်းငိုင်းဖြစ်တာလေးတွေဖြစ်တတ်တယ်။ဩဂတ်စ်လမတ်လတွေမှာတော့မျက်စိနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်တတ်တယ်။သတိထားမျက်စိနာတာတွေမျက်ရည်တွေအလိုလိုနေကြတာမျိုးတွေမျက်စိစွန်ဟာလေးတွေမျက်မှန်ပါဝါတိုးရတာမျိုးတွေဒါတွေအစားမျက်စိနဲ့ပတ်သက်ပြီးဖြစ်တတ်တယ်။စနေမှာလာမှာဆိုလို့ရှိရင်တော့ဘိုင်တို့ပေါင်တို့စသည်အဖြစ်ခန္ဓာကိုယ်အရေပြားတွေပေါ်မှာအနာလိုအဖုလေးတွေအများကြီးပေါက်ပြီးပွားတယ်အနာစိမ့်ပုံစံမျိုးပေါ့ဗျာချူချာတတ်တယ်အဲ့တော့ခြုံပြောမယ်ဆိုတော့ဒီတနစ်စာကြီး အဲဘုဒ္ဓခုသာသမိတွေတို့ကကျမ်းမာရင်နဲ့ပတ်သက်ရင်စိတ်ပူပါတဲ့ကာလအထူးသတိထားမယ့်ကာလဖြစ်တာဖြစ်တဲ့အတွက်အမရန်စိတ်ပူပါတဲ့ယောဒနာ96ပါးယောဂအပြင်မတော်တဆတိမိခံပြီးတဲ့အစိဒဏ်တွေပါပါလာပြီးဖြစ်တဲ့အတွက်သတိထားပါဗျာနော်အဲ့တော့အချက်6ချက်တော့ကျွန်တော်ဟောပေးပြီးဖြစ်တဲ့အချက်9ချက်အနေနဲ့ခြုံပြီးတော့ကျွန်တော်အကြံပေးချက်လေးပြောခြင်းတယ်အဲဒီတိစ္ဆာကကာလရဲ့ဒီကံတရားကိုကြည့်လိုက်လို့ရှိရင်ကံကောင်းတဲ့နေ့တစ်နေ့မဟုတ်ဘူးဆိုတာကတော့ရှင်းပါတယ် ဒါတော့ဗီဒီယိုမျက်နှာပဲကြည့်ပြီးအယိုးရှိဆုံးပြောတာပေါ့လေသို့တော့ပုဂ္ဂိုလ်သားသမီးရေမူဒီတော့တယောက်နဲ့တယောက်ကွာခြားမှုတွေတော့ရှိတာပေါ့အဲ့တော့စိတ်ကတိကရောက်ဖြစ်ရတတ်တယ်ဗျကိုဘာပဲလုပ်လို့ကိုကိုလည်းစိတ်တိုင်းမကြောက်ဘူးဖြစ်နေတယ်သူမလုပ်ရင်လည်းစိတ်တိုင်းမကြောက်ဘူးအဲ့လိုမျိုးလေးတွေဖြစ်နေတတ်တယ်စိတ်ရှုပ်ထွေးစရာလေးတွေဖြစ်နေတတ်တယ်ထိုင်ရမလို့လို့ထားရမလို့ဘာလို့လုပ်မလဲမသိဘူးဟိုဘာပြဿနာမှကြီးကြီးမားမားမရှိအောင်စိတ်ကပုံမှန်မဟုတ်ဘူးဗျာအဲ့ပုံစံကြီးနေဖြစ်နေတတ်တယ်တော်တော်လေးခရီးဆိုင်ပါစိတ်ကိုတော်တော်လေးထိတ်မှာဧပြီလနိုဝင်ဘာလအောက်တိုဘာလ ဩဂတ်စ်လနဲ့မတ်စလတွေမှာစက်ညစ်စိတ်တော့ကရောက်တာပိုပြီးများတယ်ဗျာတော်တော်လေးကယူဆသူတို့ဘာတွေကိုဟာပြဿနာလေးတွေဘီလို့စိတ်ညစ်ရတာတခုလည်းမဟုတ်ဘူးကိုကိုကိုစိတ်တိုင်းမကြတာလှုပ်လှုပ်ကန်လို့မဖြစ်တာတွေလှုပ်အားဟမ်းမဲ့ဟာလေးတွေကဟိုဖြစ်တဲ့နာထက်လှုပ်အားမဲ့ဟာလေးတွေကလည်းသိနေတယ်ဗျာဒါပေမဲ့လှုပ်လည်းမလှုပ်ချင်ဘူးအဲ့မှာနေတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ပြီးတော့ပြဿနာလေးဖြစ်တာပုံစံမျိုးလေးတွေကအဆပေါ့လေစိတ်ပတ်သက်ပြီးဒုက္ခရောက်တတ်တယ်သတိထားပေးဗျာနော် channel လေးတွေမှာတော့သူ့အားနဲ့သူအဆင်ပြေပါတယ်အဲ့တော့ဒီကလာမှာအကြံပေးချက်အနေနဲ့နံပါတ်1အနေနဲ့ စိတ်ဆက်တာဒေါသကြီးတာနေစိတ်ရှော့နေပါဘယ်ဟာစိတ်ဆက်တယ်ပြီးတော့အဲ့ဒေါသကြီးတယ်ကြီးတဲ့အပြင်ပောက်ကွယ်မှုလွယ်တယ်မထင်းချုံနိုင်ဘူးလူစိတ်တွေလည်းမရှောင်ဘူးမူးချုံနေပါတယ်လို့တောင်းမလို့လည်းမရဘူးအဲ့ဖြစ်ရတဲ့စိတ်ကိုအတက်နိုင်ဆုံးရှောင်မယ်စိတ်အပြောင်းလဲခုနေတဲ့မျိုးခဏနေတဲ့မျိုးအမျိုးမျိုးပြောင်းတတ်တဲ့စိတ်ကိုပြင်မယ်နံပါတ်တစ်ချက်နံပါတ်တစ်ချက်ကဘာလဲဆိုတော့အိမ်နွေးနဲ့ပတ်သက်ပြီးအစင်မပြေမှုတွေဖြစ်လာမှာအဲ့ဖြစ်တဲ့ဟာကိုသိခံပြီးအိမ်နွေးဆိုတာမိသားစုအချင်းချင်းညီကောင်မောင်နှမအချင်းချင်းစိတ်ဝမ်းကွဲတာတာသမီးလေးတွေပြောဆိုတာခက်တာ စာထားစီရာဖြစ်ပေါ်နေဒီအတွင်းအုပ်စုတွေပြဿနာဖြစ်မယ်သို့တော့ပြေခံပြအောင်ပြေခံမျိုးကိုကျင့်ကြံပေးပါနံပါတ်၃ကပါလဲဆိုတော့ငွေချေးနဲ့ပတ်သက်ရင်ဒီကာလမှာဘသူဘသူမှမယုံပါနဲ့နံပါတ်၄အချက်အနေနဲ့ပညာရေးနဲ့ပတ်သက်ရင်ပြင်းကြီးနေတာမျိုးတွေမလုပ်ပါနဲ့ဝရိယတွေထားပြီးကြိုးစားမိပါဒါဆိုလို့ရှိရင်တော့ဒီကာလမှာကောင်းစွာကြော်ဖြတ်နိုင်နေတယ်အဲ့တော့တနည်းစားကျောင်းဝန်းနဲ့အညံ့လေးတွေပြေပြောက်ပြီးကောင်းတဲ့ကံလေးတွေပို့ကောင်းရရာအနေနဲ့ရရာချင်းပဲအချက်နံပါတ်၈အချက်အနေနဲ့ရရာပေါ့ဘာလို့ကောင်းမလဲဆိုတော့အဲ့ရဖျားမှာ တည့်ရသည်ဆုံးမကြမကြကပ်ပေးမယ်အဲပြီးလို့ရှိရင်ဒီအိနီနာချင်းမှာပေါ့လေကိုအိနီနာချင်းတက်ကြီးရွက်ကြီးကိုအဲအသက်ကြီးချင်းနဲ့ဘယ်သူမှစိုးပေါ့လေမပြောသေးတယ်မကြမကြလူပေးပါကနော်ဖြူချံမပြောသေးတယ်လူပေးနိုင်ပို့ပြီးတော့ကောင်းတယ်မကြမကြလူပေးဖို့လိုတယ်ကနော်ပြီးလို့ရှိရင်ရဟန်းတန်ခါတွေကိုဒီစိုးနေပါလေချက်တဲ့ခါမှာလည်းဖြစ်နိုင်လို့ရှိရင်ပေါ့လေတက်တက်လို့တည်ဆုံဘေကားဟိနေပါလေချက်ပြီးတော့အဲစိုးနေပါလေကတ်တာစိုးနေပို့တာမျိုးလေးတွေမကြမကြလုပ်ပေး ဒါကတော့ဆုံးကတ်ရင်ဖျားဆုံးတော်ကတ်ရင်လူရင်းနဲ့လောက်ပါတဲ့အလူလေးလေးပေါ့လေအဓိကရရားကြီးတခုကျွန်တော်ပြောချင်တာကဒီကဏ္ဍမှာရေနဲ့ပတ်သက်တဲ့အလူလောက်ဖြစ်အောင်လုပ်ပေးပါရေရင်းကအလူတွေပဲဖြစ်စေရေသားမူလူနိုင်တာပဲဖြစ်ဖြစ်လူပြအောင်လူပေးဘောက်တခုနဲ့ပတ်သက်တဲ့အလူလောက်ကိုလုပ်ပါမယ်မကြမ်းခင်ရေပြင်းနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်လာတော့မယ်အဲ့ဒီမှာလည်းတက်နိုင်တော့လူပြအောင်လူပေးနည်းတယ်များတယ်မဟုတ်ဘူးအခုပါရေနဲ့ပတ်သက်ပြီးတော့ရေရှားပါးမှုတွေပြဿနာတွေအများကြီးဖြစ်ရတဲ့ဖြစ်တဲ့ဟာကိုလည်းလူပြအောင်လူပြဒါအပြင်လမ်းတွေမကောင်းဘူးပြတ်နေမယ် အဲ့ပြက်တဲ့လမ်းတွေကိုလည်းမကြာခဏတက်နိုင်တဲ့လောက်လေးလူပြအောင်လူပြီးအဲ့လိုနှုတ်ချင်းအားဖြင့်ဒီတစ်နေ့စာအကောင်ဆုံးကြေရာဖြစ်လာပါလိမ့်မယ်ဘုဒ္ဓသာသမီအားလုံးစိတ်ချမ်းသာရေကိုယ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ